မင်္ဂလာပါခင်ဗျာ။နိုဝင်ဘာလ18ရက်နေ့အတွက်ရွှေရံကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမှုပညာရှင်များအနေနဲ့ပြည်သူ့ချစ်တော်အမှုပညာရှင်ဖြစ်အစဉ်မြတ်ရတ္တိရေးကျိုးပန်းဆောင်ရွက်ရန်ပြည်ချားရေးဝန်ကြီးတိုက်တွန်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အမှုပညာရှင်များအနေနဲ့လည်းပြည်သူ့ချစ်တော်အမှုပညာရှင်များအဖြစ်အစဉ်မြတ်ရတ္တိရေးကျိုးပန်းဆောင်ရွက်ရန်ပြည်ချားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အောင်ကနိုဝင်ဘာလ15ရက်နေ့ညနေပိုင်းကရန်ကုန်မြို့ပြည်လမ်းမှာရှိတဲ့မြမအတန်တဲ့ရုံမြင့်တန်ကြား၌မြမခိတအစည်းအရုံးဘဟုရဲ့ အစီအစဉ်နဲ့ရွေးကောက်ပွဲလှုပ်ဆော်တေးရိုက်ကူးမှုကိုကြည့်ရှုစဉ်ပြောကြားခဲ့ကြောင်းသိရပါတယ်။ပြည်ထောင်စုဝန်ကြီးက2025ပါတီသုံးဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးမှာပြည်သူများလွတ်လပ်မြတ်သားဆောင်မဲပေးနိုင်ရေးဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ပြည်သူများအနေနဲ့မဲပေးခွင့်မဆုံးရှုံးစေရေးနဲ့နိုင်ငံနဲ့ဒေတာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မဲ့သူများကိုမှန်ကန်စွာရွေးချယ်မဲပေးနိုင်ရေးတို့အတွက်အမှုပညာရှင်များကယခုကဲ့သို့ဆန္ဒအလျောက်တက်ကြွစွာပါဝင်ဆောင်ရွက်မှုအပေါ် ဂုံယိုအသိမှတ်ပြုပါကြောင်းအမှုပညာရှင်များအနေဖြင့်ပြည်သူချစ်သောအမှုပညာရှင်များအဖြစ်အစဉ်အမြဲယက်တီနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်းပြောကြားကြောင်းသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရုရှားရေတမှစစ်ရင်ရင်၃စီးပြန်လဲထွက်ခွာဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တတိယကြိမ်မြမရေအကြောင်းလုံခြုံရေးဆိုင်ရာလေးကျင်ကန်းဆောင်ရွက်ရန်ချစ်ချီခီလက်ပတ်ရန်နွေမာလာဆယ်ရက်နေ့ကရန်ကုန်မြို့သို့ရောက်ရှိခဲ့တဲ့ရုရှားရေတမှစစ်ရင်ရင်၃စီးတို့ဟာနွေမာလာ၁၄ရက်နေ့ညပိုင်းမှာစစ်ရင်ရင်မုတ်တမပေါ်၌လေးကျင်ကန်းပြန်လဲသုံးသပ်ခြင်းနဲ့ပိတ်ပွဲအခမ်းအနားကိုကျင်းပပြီး ြန်လည်ထွက်ခွာသွားကြောင်းသိရပါဗျ။အဆိုပါချက်ကြီးရရောက်ရှိခဲ့တဲ့ရုရှားရေတပ်မှဒုတိယရေတပ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဟာနိုဝင်ဘာလ17ရက်နေ့ညပိုင်းမှာတပ်မတော်ရင်မှစစ်ဦးစီးအကြီးချုပ်ကြီးဒုတိယဗိုလ်ချုပ်ကြီးအေမင်ထွန်းနဲ့အဖွဲ့ဝင်များကအေရရီရေတပ်စခန်းဌာနချုပ်အရာရှိရိတ်သား၌လာရောက်တွေ့ဆုံကနိုင်ငံရေတပ်နှစ်ရက်ကြာအပြန်အလှန်ဆက်ဆံမှုကိစ္စရပ်များစစ်ရေးရင်များချက်ကြီးရခီး အပြန်အလှန်လဲပတ်မှုဆိုင်ရာကိစ္စရပ်များရေချောင်းလုံးကျုံရေးတရင်အချက်လက်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များနဲ့လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာအမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်းသိရပါပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တကုံမျိုးသစ်အရှိပိုင်းမှာရှိတဲ့ရွှေသွေးရတာယာအမှုတ်ကျိတ်ဆက်ယုံမိလောင်မှုဖြစ်ပေါ်တဲ့သတင်းပဲဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးတကုံမျိုးသစ်အရှိပိုင်းမြို့နယ်အမှတ်133ရပ်ကွက်စက်မှုဆုံးပရိဝင်ဦးရွှေပင်လမ်းမှာရှိတဲ့ရွှေသွေးရတာယာအမှုတ်ကျိတ်ဆက်ယုံမှာ နိုဝင်ဘာလ15ရက်နေ့နနက်7:45မိနစ်ကလောင်ကျွမ်းခဲ့သောမီးလောင်မှုမှာတာယာအဟုများကိုပေါင်းဖို့တွင်တူးရမှာအပူလွန်ခဲ့ပြီးတာယာများအရေပြော၍မီးတောက်ထွက်ကာမီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မိနစ်30ကျော်မီးလောင်မှုကြောင့်တာယာအဟောင်းတံခန့်မီးလောင်ကျွမ်းခဲ့ပြီးလူထိခိုက်ဒေဆုံးမှုမရှိကြောင်းသိရပါတယ်။မီးလောင်မှုကိုမင်းရင်တန်ရင်6စီး ရေးတန်ရင်၃စီးကုတ်ကဲမှုရင်၃စီးတန်တေအရန်မိသက်တက်ဖွဲ့ဝင်100ကျော်ဖြင့်ငိမ့်သက်ခေရာနနက်9နာရီ16မိနစ်မှာမိငိမ့်သွားကြောင်းသိရပါရခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့ကမာရေးဖျားလန်းပလဲကွန်တို့ရှိမှာရေမတော်တဆမှုဖြစ်ပွားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ကမာရေးဖျားလန်းပေါ်မှာရှိတဲ့ပလဲကွန်တို့ရှိမှာရေမတော်တဆမှုတစ်ခုနိုဝင်ဘာလ15ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အခင်းဖြစ်ပွားရာကိုကောင်းမှုဆောင်လူမှုကယ်ဆယ်ရေးအသင်းမှတွားရောက်ပြီးဥကောင်းကိုပြင်းထန်စွာ ်ဒဏ်ရာရရှိခဲ့တဲ့အမျိုးသားကိုအသင်းပိုင်မော်တော်ယာဉ်နဲ့ရန်ကုန်စစ်ရုံကြီးကိုပို့ဆောင်ကူညီပေးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။